ငလင်ဘေးမှာလွန်ကင်းခဲ့တော့လဲမိဖေးကြောင့်တေဆုံးခဲ့သူ၄ဦးဒီနေ့မန္တလေးကလေးကြီးနှစ်လပြည့်တဲ့28ရက်5လ2025ရက်နေ့မှာပဲမန္တလေးမှာမီးလောင်မှုကြောင့်အမျိုးသမီး၄ဦးတေဆုံးခဲ့ပါတယ်မန္တလေးမြို့ရှိဘားတစ်ခုအတွင်းဝရင်စော်ရမှကရေဘုံကိုတွယ်တန်းထားတဲ့ပလက်ခုံကရှော့ဖြစ်ပြီးတော့မီးလောင်ရာအမျိုးသမီး၄ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်2025ခုနှစ်မေလ28ရက်နေ့ နနက်9:48မိနစ်ချိန်ကဖြစ်ပွားခဲ့တာပါဖြစ်ပွားတဲ့နေရာကချန်ရဲတာစာမြို့နယ်ကစနမဟေရက်ကွက်89လမ်း33.3ချားမှာပါ အစအဦးက55ပဲ25ပဲရှိတဲ့စတိစရချာအစအဦးဖြစ်ပြီးတထက်ထဲဟောမှာအောက်ခင်းအောက်ကအစအဦးဖြစ်ပါတယ်အဲ့ဒီအစအဦးကိုဘာတစ်ခုဖြစ်ဖွက်လက်ထားပြီး28ရက်3လ2025ရဲ့နေ့မန္တလေးငလင်ကြီးမှာ အတော်အသင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။အဲ့ဒီလိုငလင်ကြောင့်ပျို့ကျပျက်စီးနေတဲ့ပျက်စီးမှုများကို အကြီးစားပြင်ဆင်မှုပြုလုပ်နေပါတယ်။ပြင်ဆင်မှုအနေနဲ့အစာအုပ်တန်တဲ့များကိုဝိုင်းဆော်ရမှဂရေဘုံကိုဆက်တွယ်ထားတဲ့ဘလက်ခုံကရှော့ဖြစ်ပြီးတော့အနည်းမှရှိတဲ့အတန်းလုံးဖော်ပြားတွေထိုင်ကုန်ဆိုဖာတွေကိုမီးကူးလောင်ကျွမ်းခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနမှသတင်းရရှိပါတယ်။ဒီမီးလောင်မှုကြောင့်အမျိုးသမီးအိတ်ဆောင်တဲမှာရှိတဲ့ တမူးမြို့သူမန်နေဂျာလည်းဖြစ်တဲ့အသက်30အရွယ်အမျိုးသမီးတူတကောင်းမျိုးကလာတဲ့အသက်21နှစ်အရွယ်အက်ဂျိုဝန်နန်အမျိုးသမီးတူပေါ့မြို့နယ်ကလာတဲ့အသက်26နှစ်အရွယ်အကင်ဝန်နန်အမျိုးသမီးနဲ့အသက်23နှစ်အရွယ်အကင်ဝန်နန်အမျိုးသမီးနှစ်ဦးပါဝင်စုစုပေါင်း၄ဦးတည်ဆုံးခဲ့ပါတယ်ထို့ပြင် စူဖာများအတန်လုံးဖောက်ပြားများနဲ့စိုင်သုံးပစ္စည်းများလည်းမီးလောင်ကျွမ်းခဲ့ကြောင်းသတင်းရရှိပါတယ်။မီးလောင်မှုဖြစ်ပွားရာကိုခြံရိပ်သာသာမြို့နယ်မှာမင်းငိမ့်တက်ရင်၃စီအောင်နှမ်းရိုက်တာအရှိအယံမီးတက်စကမ်းမှာမင်းငိမ့်တက်ရင်၃စီကိစ္စနာမဟေအယံမီးတက်စကမ်းမှာမင်းငိမ့်တက်ရင်၃စီဈေးကျုပ်အယံမီးတက်စကမ်းမှာမင်းငိမ့်တက်ရင်၃စီရနာပုံမိအနောက်အယံမီးတက်စကမ်းမှာမင်းငိမ့်တက်ရင်၃စီ ြည်ကြီးပြော်ဝဲအရှိအယံမိသက်စကမ်းမှမင်းငိမ့်တက်ရင်တစီမဟာအောင်မြေမြို့နယ်မိသက်စကမ်းမှမင်းငိမ့်တက်ရင်တစီပြည်ကြီးမြတ်ရှင်အယံမိသက်စကမ်းမှမင်းငိမ့်တက်ရင်တစီစုစုပေါင်းမင်းငိမ့်တက်ရင်၁၀စီချာဟဲတာဇံမြို့နယ်မိသက်စကမ်းမှရေတက်ရင်တစီအောင်နန်းရိုက်တာအရှိအယံမိသက်စကမ်းမှရေတက်ရင်တစီပြည်ကြီးပြော်ဝဲအနောက်အယံမိသက်စကမ်းမှရေတက်ရင်တစီစုစုပေါင်းရေတက်ရင်၃စီ အောက်ချမှုရင်30ဦးဖြစ်တရေ30ဦးအရာမီတတပ်ဖွဲ့ဝင်40ဦးစုစုပေါင်း80ဦးနမ်မြေချင်းအောက်စုဖြစ်တွားရောက်ညှိတက်ခဲ့ရာနနက်10နာရီအချိန်တွင်မိထိန်နိုင်ခဲ့ပြီး10နာရီ10မိနစ်အချိန်မှာမိငိမ့်နိုင်ခဲ့ကြောင်းသိရှိရပါတယ်မိလမုန်းနဲ့ပတ်သက်ပြီးခရီးသောအဖွဲ့ကောင်းဆောင်အမျိုးသားအားချမ်းရေးသာသာမြို့နယ်အမှတ်၈မြို့မရစကန်မှာ မှုဖွဲ့အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ် ားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးပရာတွေဝေးကွာကြပါစေဗျာ